င်္ဂလာပါ ပြီးခဲ့တဲ့ One Championship One Friday 5132ပွဲစဉ်တုန်းကမြို့တမီအတံဝိတ်တမ်းမှာ Pronica နဲ့ထိုးတက်ခဲ့တဲ့ Theo Fighter မဲ Limiyu ကတော့ Pronica ရဲ့လက်တီထိုးချက်ကြောင့်နှစ်ထင်းရိုးကျသွားပြီးခွချိန်ထိစေကုသမှုခံယူနေရတယ်လို့သတင်းတွေတက်လာပါတယ်ပွဲပြီးအများစုဝေဖန်ကြသလို Pronica တေရောအရင်လိုမကြမ်းတော့တာမဟုတ်ပဲ Theo Fighter မဲရဲ့ မာဂုံကြောင့်သာလေထိုးနဲ့ဘောနပ်စုပါစခုနိုင်မဲ့အခွင့်အရေးကိုဘရိုနီကာလည်းလုပ်ခဲ့ရတာပါချက်ထရီချမြန်မာဖိုက်တာထဲမှာဘရိုနီကာပါဝင်နေပြီ2026နှစ်စပိုင်းမှာဘရိုနီကာကိုစိန်ခေါ်ထားတဲ့စတမ်နဲ့ပွဲဖြစ်ဖို့များနေတယ်ဆိုပြီးတင်ကြေးပေးမှုတွေထွက်ပေါ်လာပါပြီနောက်ထပ်ပြိုင်မဲ့ဖြစ်လာနိုင်တဲ့စတမ်ကတော့1173ပြိုင်ပွဲမှာဂျပန်ဖိုက်တာကာနာနဲ့ကစ်ဘောက်ဆင်ပွဲထိုးသတ်ခဲ့ကြပြီးဂျပန်ဖိုက်တာကိုမရှင်းနိုင်ပဲအမှတ်နဲ့ရှုံးပေးခဲ့ရတာပါ ဒီပွဲမှာဘာမှမမေ့ရရလုံးမပြနိုင်တဲ့စတမီအကောင်းဆုံးအချိန်တွေဟာအတိတ်မှာကြံခဲ့ပြီလားမေခွန်းထုတ်เสียလဲရှိနေခဲ့တာပါဂါနာနဲ့ပွဲမတိုင်ခင်ဘရိုနီကာကိုစိန်ခေါ်ခဲ့တော့ကစတမ်လို့ချန်ပီယံကပ်တွေပိုင်ဆိုင်ထားတဲ့ဖိုက်တာနဲ့ရှင်တဲ့ထုတ်တတ်ရမယ်ဘရိုနီကာအတွက်မြန်မာပြည်သက်တွေစိတ်ပူခဲ့ကြပြီမဲ့1 172ပြိုင်ပွဲပြီးမှာတော့စတမ်ဖက်တက်ကဘရိုနီကာကိုလည်းရှုံးနိုင်တယ်ဆိုတဲ့ပြည်သက်ရဲ့ထင်မြင်မှုတွေလည်းရှိနေခဲ့တာပါ ပြည်သက်တွေတင်ကြေးပေးနေကြသလိုပရိုနီကာသာတကယ်လုတ်ပြနိုင်ခဲ့ရင်ချန်ပီယံကပတ်လူခွင့်ကပရိုနီကာအတွက်အနည်းနဲ့များရရှိလာမှာလည်းဖြစ်ပါလေပရိုနီကာနောက်ပွဲတွေ့မဲ့ဖိုက်တာကစတမ်ပြင်ဖိလစ်ပိုင်ဖိုက်တာမှလေအစ်စလီအရစ်ကလည်းပြစ်နိုင်တယ်ဆိုပြီးခမန်းထားကြတာပါဝမ်ချန်ပီယံရှစ်ဘက်ကပရိုနီကာကိုနောက်ထပ်ဖိုက်တာနဲ့ပေးတွေ့မလဲစောင့်ကြည့်ရမှာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်